င်္ဂလာပါရှင်ကျမကတော့ချူချူဆမ်းမ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါစစ်ကောင်စီကအာဏာသိမ်း၄နှစ်ကျော်မှလွတ်ငြိမ်ချမ်းသာခွင့်၁၈ကြိမ်ပေးခဲ့ပြီးအကျဉ်းသားတသိန်းကျော်လွှတ်ပေးခဲ့ရမှာနိုင်ငံရေးအကျဉ်းသားက၉၀၀နီးပါးသာပါဝင်ပါတယ်ဒါဟာရာဂိုင်းနှုန်းအနေနဲ့၈.၃၁ရာဂိုင်းနှုန်းသာရှိပါတယ်ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်စီကောင်စီအာနာတိန်နဲ့၄နှစ်ကျော်ကာလမှာ ပြည်တံလူငင်းတက်တာခွင့်၁၈ကြိမ်ကြီးညာခဲ့ပြီးအကျဉ်းသားတသိန်းကျော်ကိုပြန်လွှတ်ပေးခဲ့ပါတယ်။အဲ့ဒီအထက်နိုင်ငံရေးအမှုနဲ့အကျဉ်းချနေတဲ့နိုင်ငံရေးအကျဉ်းသား9000နီးပါးသာပါဝင်ပြီးဒါဟာရာဂိုင်းနှုန်းအဖြစ်၈3%ရာဂိုင်းနှုန်းသာရှိကြောင်း DBB ကကောက်ယူရရှိထားတဲ့စင်တွေအားသိရပါတယ်။အခုနောက်ဆုံးဧပြီလ18ရက်နေ့နစ်ဆန်တရက်နေ့မှာနိုင်ငံတော်ဝန်အကျဉ်းတော်တွေကအကျဉ်းသားစုစုပေါင်း4893ယောက်လွှတ်ပေးခဲ့ရမှာတော့နိုင်ငံရေးအကျဉ်းသား 369ရောက်တာပါဝင်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံချင်းသားများကွန်ရက် PPNM မျက်စင်းတွေရသိရပါတယ်။အခုလိုတောင်းတဲ့ချီရဲ့နိုင်ငံရေးချင်းသားတွေကိုရွေချက်ရှိရှိနဲ့ခြံထားတာဖြစ်တယ်လို့ PPNM ရဲ့ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကပြောပါတယ်။ဆက်ရှိရနေ့ညနေ9:00ခွဲအထိအတည်ပြုထားတဲ့စင်းတွေရတော့စုစုပေါင်းနိုင်ငံရေးချင်းသား369ဦးကျော်လောက်တော့ကျွန်တော်တို့ တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဒါဟာစုစုပေါင်းလွတ်မြောက်မှုအရေးအတွက်ထက်ရှားရင်တော်တော်လေးကိုမှအရေးအတွက်ဟာနှဲပါတယ်ဆိုတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်တော်လိုင်းတက်တွေကိုလည်းသူတို့ဘလောက်ထိစိုးရင်ကြောက်လန့်နေရတယ်ဆိုတာကိုပါကျွန်တော်မြင်ရပါတယ်ဒါကြောင့်မို့လို့လည်းသူတို့ကိုလက်နက်ကင်တော်လန်ခဲ့တဲ့သူတွေကိုအသက်နိုင်ဆုံးမပါဖို့ဤပေါင်းစုံနဲ့တော်လန်နေကြတဲ့သူတွေကိုဒီလွတ်ငြိမ်းတဲ့မှာမပါလာဖို့ကိုမှစနစ်တကျလှောက်ဆောင်ထားတာတွေ့ရတယ်ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုတော့စစ်ကောင်စီကသူ့ရဲ့ကြောက်တရားကိုအကာအကွယ်ပြုဖို့ရယ် ူတို့တွေနိုင်ငံရေးထွက်ပေါက်မဲ့တဲ့အခါမှာနိုင်ငံရေးကျင်းသားတွေကိုနိုင်ငံရေးအဖြစ်အမျက်ထုတ်ပြီးမှသူတို့ထွက်ခွာနိုင်ဖို့အတွက်အခုလိုမျိုးတောင်းတဲ့ချီတဲ့နိုင်ငံရေးကျင်းသားတွေကိုဆက်လက်ဖမ်းဆီးထားတာဖြစ်ပါတယ်။ PPNM ရဲ့ Ibrella Session နေ့ညနေ9:00နာရီထိထုတ်ပြန်ကြမှာတော့နိုင်ငံတော်ဝန်အကျဉ်းဆောင်အသီးသီးကနိုင်ငံရေးကျင်းသား214ယောက်အကျဉ်းသူ155ယောက်စုစုပေါင်း369ယောက်သာလွတ်မြောက်လာကြောင်းသိရပါတယ်။ဒါဟာစုစုပေါင်းလွတ်ငင်ရဲ့900ခန့်နှုန်းကျော်လောက်သာရှိတာဖြစ်ပါတယ်။ အခုလိုနိုင်ငံအများစုမပါတဲ့အယောင်ပြလွတ်ငင်းခွင့်ပေးနေတာကစစ်ကောင်စီရဲ့လှုံ့ထုံလုံနီးတာဖြစ်တယ်လို့နိုင်ငံချင်းသားများကုညီဆောင်ရှောက်ရေးအသင်း ABB ကလည်းဝေဖန်ပါတယ်။တောင်းလျှောက်ပါပဲဒီစေအစုကဒီဟိုသူတို့နိုင်ငံကဖိအားတွေညားလာတဲ့အချိန်မှာနိုင်ငံတကာကိုမျက်စိလှည့်ခြင်းတဲ့အတွက်ကြောင့်ဒီလူချင်းချင်းသားကိုနေပေးတဲ့အကျဉ်းသားတွေထောင်နဲ့ချပြီးတော့လွတ်တယ်။တိုးတော်လည်းပဲအဲ့ဒီမှာနိုင်ငံရေးချင်းသားဆိုတာအရေးအတွက်ကဒီမဆိုးစရောက်လေးပဲပါတယ်ပေါ့နော်။တကယ်နိုင်ငံတကာမှာမျက်နှာရခြင်းနဲ့နိုင်ငံတကာ လဲ့စားတာမျိုးမဟုတ်ဖဲနဲ့တကယ်တမ်းယူပါစေတနာရှိတယ်ဆိုလို့ရှိရင်အခုချိန်မှာလွတ်ပေးရမှာကဟိုတော်ဆန်းစုကြည်နဲ့တမနာယူဝင်းမြင့်အပါဝင်နိုင်ငံရေးကျင်းသားအားလုံးကိုချွင်ချင်းမရှိပထမဦးဆုံးလွတ်ပေးရမှာဖြစ်တယ်နိုင်ငံရေးကျင်းသားတွေကိုဒီညဘက်နေဆက်မှုတွေကနိုင်ငံအနှံ့မှာဖြစ်နေတာဖြစ်တယ်အဲ့ထဲကမှတို့ဟိုလွတ်လွတ်စပယ်တက်ဖြစ်တဲ့ကိစ္စတွေကလည်းကြုံနေရတာပဲဘယ်နေရာမှာဘာပဲဖြစ်ဖြစ်အချင်းတော်ထဲမှာရှိတဲ့နိုင်ငံရေးကျင်းသားတွေကိုပုံစံမျိုးစုံနဲ့ နေမနေဆက်မဲ့တက်ပြတ်မဲ့ဒါဒီစေဥစုရဲ့စီခိုင်းမှုကြောင့်ပဲဒီခြောင်တွေကလုံနေရတာ EPP ရဲ့နောက်ဆုံးထုတ်ပြန်ချက်အရကတော့နိုင်ငံရေးကျင်းသာ2000ကျော်လောက်ကအကျဉ်းထောင်တည်တည်မှာထိမ့်သိမ်းခံရရစေဖြစ်တယ်လို့လည်းသိရပါဗျ။ကျွန်မဝေပါမန္တလေးတိုင်းတပိတ်ကျေးမြို့နယ်ထဲကလိတ်ကျရွာကိုစစ်ကောင်စီတပ်ဘက်ကဧပြီလ18ရက်မနေ့10နိုင်ဝင်းကျင်မှာလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါရတယ်။ အဲ့ဒီအတွက်ကလင်းငယ်တွေအပါအဝင်ဒေသခံ၁၂ယောက်တည်ဆုံးကဒဏ်ရာသူတွေလည်းရှိခဲ့တယ်လို့ကုညီဆောင်ရွက်ပေးနေသူတွေစီကသိရပါဗျ။ဘုံကျဲတက်ခိုက်မှုကြောင့်လက်ကျကျေးရွာကကလင်းငယ်တယောက်နဲ့အမျိုးသမီး၂ယောက်အပါအဝင်ပြည်သူ၁၂ယောက်ထက်မနည်းတည်ဆုံးက၁ယောက်ထက်မနည်းဒဏ်ရာရရှိခဲ့ကြသလိုလူနေအိမ်အဆောင်တွေလည်းပျက်စီးသွားတယ်လို့ဆိုပါဗျ။ မန္တလေးမုတ်ကုတ်ကားလမ်းပေါ်မှာရှိတဲ့လက်ကျရွာကိုနောက်တစ်ကြိမ်ဘုံကျဲသွားတာဖြစ်ပြီးရွာထဲကလူစီပြီးဈေးဆိုင်တွေ ရှိတဲ့နေရာကိုဘုံတိကျတဲ့အတွက်ပြည်သူတွေအသေးပြောက်များခဲ့တာလို့ကုညီဆောင်ရွက်ပေးနေသူကပြောပါတယ်ရှင် AR တိုင်းလေးမျက်နှာမြို့နယ်အနောက်ချမ်းကပန်းတော်ကြီးကျွာကိုလေချောင်းနဲ့ဘုံကျဲတက်ခိုက်တဲ့အတွက်နေအိမ်အများပြားမိလောင်ပြီးထွက်ပြေးနေကြရတယ်လို့ဒေသခံတွေကပြောပါရယ် ပန်းတော်ကြီးကျွော်နဲ့ပတ်ဝန်းကျင်မှာဧပြီလ15ရက်ကနေ16ရက်နေ့နေ့လယ်ပိုင်းအထိစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA ပူးပေါင်းတပ် PDF တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်စစ်ကောင်စီတပ်ကဧပြီလ16ရက်ညနေပိုင်းမှာလေကြောင်းနဲ့ဘုံ6လုံးထက်မနည်းကျေချခဲ့တာလို့ဆိုပါတယ်စစ်ကောင်စီတပ်ကမြေပြင်မှာထိ ंछ ုံနိုင်တာမရှိတဲ့အတွက်လေကြောင်းကပုံကျဲခဲ့တဲ့အတွက်ရွာမှာအကြီးအကျယ်မိလောင်နေပြီး ်ရွာကန်တွေကအကုန်ပြေးနေရတယ်လို့ပန်တော်ကြီးကျေးရွာဒေသခံတယောက်ကပြောပါတယ်လေကြောင်းနဲ့တက်ခိုက်ခဲ့တဲ့အတွက်မိလောက်နေတဲ့ရွာနဲ့ပတ်ဝန်းကျင်ကျေးရွာတွေကဒေသခံတွေဟာလေမျက်နှာအိုင်တပြူနဲ့ဟင်းသရမျိုးတွေဘက်ကိုတိတ်ဆောင်နေကြရသလိုရွာနီးဝန်းကျင်မှာပဲအခြေအနေကိုစောင့်ကြည့်နေကြသူတွေလည်းရှိတယ်လို့ဆိုပါတယ်ရှင်ဒီပီပီယုံမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချွတ်ချွတ်ဆက်မဂျေဆုတမရရှင်